ဲ့ဒီမှာဦးဇင်းတို့အသေးလွတ်ဖို့အတွက်ရှိရမယ့်အင်္ဂါရ၃ချက်မြတ်စွာဘုရားဟောထားတယ်။နံပါတ်၁တတတာတတော်တဲ့။တတာဆိုတာအမြဲတမ်းတတော်ဆိုတာတတိရှိရ။အမြဲတမ်းတတိရှိရ။နော်။တတာမဟုတ်ဘူးနော်တတာ။တာရဲ့ဓာတွေဓာအုပ်ချက်ရေးချရဲ့ရေးတာကတတာသူကယုံကြည်မှုကိုဟာတာရဲ့ဓာတွေရေးချရေးတဲ့တတာတတာဆိုတာဘာလို့အမြဲတမ်းတတော်တတိရှိရ။ အတိလွတ်ချင်တယ်ဆိုရင်အမြဲတမ်းသတိရှိရမယ်တဲ့ဘယ်မှာရှိရမှာတော့သတိကဆိုတော့ဒီခန္ဓာကိုယ်ပေါ်မှာရှိရမယ်အဲ့ဒီခန္ဓာမှာဖြစ်နေတဲ့စိတ်နံတရားတွေရဲ့ပုံမှာရှိရမယ်သတိရဒါနံပါတ်1အင်္ဂါရပေါ့အမြဲတမ်းမလိုရမလဲသတိရှိရမယ်နောက်ဒုတိယအချက်ကျတော့ဘာပြောတော့အတ္တနုဒိဋ္ဌိဥဟိဇအတ္တဒိဋ္ဌိကိုပယ်နှုတ်ပြရမယ်တဲ့ဟောအတ္တဒိဋ္ဌိကိုမလိုရမယ်ပယ်နှုတ်ရဒီနေ့မှာအတ္တ